နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတာပတင်ကြီးမြို့နယ်မန္တလေးမရီယာလမ်းပါကြာနေကန်ရွာရဲ့လမ်းမကြီးဘေးမှာရှိတဲ့နေအိမ်အလုံး80ကျော်ကိုအကြမ်းဆက်တက်ကလမ်းပိုင်မြေဆိုပြီးတော့မြေကော်ဆန်များဘူရိုစာများနဲ့ဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မက်စလာ၄ရက်နေ့ကနေမက်စလာ၆ရက်နေ့အထိနေတိုင်းလိုလိုအကြမ်းဆက်ကောင်စီတပ်သားများကအင်အား90ကျော်နဲ့မန္တလေးမရီယာလမ်းပိုင်ကြာနေကန်ရွာလမ်းမကြီးရဲ့အရှိတ်ဘက်ချမ်းနဲ့နောက်ဘက်ချမ်းမှာရှိတဲ့နေအိမ်များကိုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလာရောက်ဖျက်ဆီးရမှာအကြမ်းဆက်ကောင်စီတပ်သားများက ချိုးတင်အကြောင်းကြားခြင်းမရှိပဲလမ်းပိုင်မြေဆိုပြီးတော့အတင်းအဓမ္မဖျက်ဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ပြည်သူများကိုလည်းပြည်စည်းများယူဆောင်ခွင့်မပေးဘဲနဲ့ဖျက်ဆီးခဲ့တဲ့အတွက်ဆုံးရှုံးမှုတွေများပြားခဲ့တယ်လို့သိရပါတယ်။မန္တလေးနဲ့မန္တရာအဝေးပြေးလမ်းမကြီးဘေးက လမ်းအရှိတ်နဲ့အနောက်ဘက်တွေကိုပါအိမ်တွေကိုဖျက်ဆီးသွားတာအ ਨੇ စုံအင်ဂျီအလုံး80ကျော်လောက်ရှိပါတယ်ပြည်သူအများစုကဖျက်မယ်ဆိုတာတော့ကြိုပြီးမသိရဘူးစစ်တပ်ကကြိုတင်အကြောင်းမကြောက်ရဲနဲ့ဖျက်ဆီးသွားတာလို့ MBY Revolution ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်အကြမ်းမဲ့စစ်တပ်ကပြည်သူပိုင်းနေအိမ်များကိုဖျက်ဆီးနေတဲ့အချိန်မှာမှတ်တမ်းဓာတ်ပုံရိုက်ကူးတဲ့ပြည်သူတချို့ကိုဖမ်းဆီးမှုများရှိပြီးတော့ဓာတ်ပုံရိုက်ကူးမှုများမပြုတ်လောက်ကြရန်လက်နက်ကိုင်းပြူစောတိအဖွဲ့များကချင်းချောက်မှုတွေကိုလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ